โอเคအားလုံးပဲမင်္ဂလာပါကွမ်တောင်ကြီး TikTok channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစ်ဗျ။โอเคကျွန်တော် TikTok channel လေးကိုကြီးရွှေ့နေကြတဲ့ chapter တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ကျွန်တော်ဒီနေရာကနေစုမုံကောင်းတောင်းပေးလိုက်ပါရစ်ဗျ။โอเคကျွန်တော်ကတော့နေ့စဉ်နေ့တိုင်းထူးထောက်အကျိုးပြုကနေရက်တည်ပြီးတော့ အနည်းဆက်ဆုံးနဲ့ဂျေအအောင်နိုင်ဆုံးပွဲစဉ်လေးတွေကိုရွေးပြီးတော့ဗီဒီယိုလေးတွေနဲ့တကွာတင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးတွေကိုကြည့်ရင်းနဲ့အဲ follow လေးနှိပ်ပြီးတော့အသေးလေးတွေပေးသွားလို့ရပါတယ်ဗျဟုတ်ကဲ့ဒီနေ့ညမှာဆိုရင်တော့ကျွန်တော်ကတော့ဆက်ကြိုက်တဲ့ပွဲကောင်းအနေနဲ့ဒီ Kara Ban နဲ့ဒီ Chelsea တို့ရဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျအဲ့ဒီပွဲစဉ်လေးမပြောခင်မှာကျွန်တော်မင်းညာကဆက်ကြိုက်တဲ့ပွဲကောင်းအနေနဲ့ကျွန်တော် Arsenal body ကိုရွေးချယ်ပေးခဲ့တယ်နောက်ပြီးကျွန်တော်မင်းညာကဒီ TikTok မှာကောကျွန်တော် Telegram free channel လေးမှာလေးတင်မောင်းကလေးရွေးချယ်ပေးခဲ့တယ်အဲ့ဒီလေးတင်လေးမှာဆိုရင်တော့ကျွန်တော်ကတော့ဒီ Arsenal body ရီယယ်မက်ဒစ်ဘော်ဒီအက်တလက်တီကိုမက်ဒစ်ဘော်ဒီနဲ့ကျူပင်ကိုအောက်ဆိုပြီးကျွန်တော်လေးတင်းမောင်းကလေးရွေးချယ်ပေးခဲ့တယ်။အဲ့ဒီလေးတင်းမှာဆိုရင်ဒီအာဆင်နယ်ကသတိစည်းဆိုတဲ့ရလနဲ့အနိုင်ရရှိတယ်။ဒီရီယယ်မက်ဒစ်ဘော်ဒီကတော့လီဗာပူးက1စည်းဆိုတဲ့ရလနဲ့အနိုင်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရီယယ်မက်ဒစ်ဘော်ဒီကတော့ကြားခဲ့တယ်။နောက်ပြီးဒီအက်တလက်တီကိုမက်ဒစ်ဘော်ဒီကလည်း3-1ဆိုတဲ့ရလနဲ့အနိုင်ရရှိတယ်။ဒီကျူပင်ကိုအောက်ကလည်း1-1ဆိုတဲ့ရလနဲ့ ျွန်တော်ရဲ့ဒီလေတင်မောင်းကက်လေးမှာဆိုရင်တော့ကျွန်တော်ကတော့အဲသုံးပွဲတိတိအနိုင်ရရှိပြီးတပွဲရှုံးနေထားတာကိုကျွန်တော်တွေးမြင်ရတယ်ဗျာလေတင်စလုံးမှာကျွန်တော်ကတော့ဒီစိတ်ကြိုက်တပွဲကောင်းအနေနဲ့ဆော့ပါလို့ကျွန်တော်ကတော့ကျွန်တော်ရဲ့ friend လေးတွေကိုကျွန်တော်ပြောချင်ပါတယ်ဗျာလေတင်စလုံးကိုမောင်းမတွဲစေချင်ပါဘူးဘာဖြစ်လို့ဆိုတော့အဲလေတင်စလုံးထက်နိုင်မမယ်လို့ကျွန်တော်လည်းအမမခံဘူးဗျဒါပေမဲ့ကျွန်တော်အနီးဆက်ဆုံးနဲ့ကြည်အောင်အောင်နိုင်စီရှီတုံပွဲစဉ်လေးတွေကိုကျွန်တော်ရွေးချယ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲချင်းမဲဆွေတို့စိတ်ကြိုက်တဲ့ပွဲကောင်းအနေနဲ့တွဲပြီးတော့ဆော့စေချင်ပါတယ်ဗျနော် အဲကျွန်တော်ဒီမင်းညကကျွန်တော်ရလက်လေးအနေနဲ့ကျွန်တော်အပေါင်းလေးပြခဲ့တဲ့ကျွန်တော်ဝန်တာပီတီဖြစ်မိတယ်ဟုတ်ကဲ့ဒီနေ့ညမှာဆိုရင်လည်းဆက်လက်ပြီးအနံ့ရရှိတော့ကျွန်တော်တည်တည်ချာချာလေးကိုရွေးထုတ်ပေးထားပါတယ်ဗျအဲကျွန်တော်ဒီနေ့ညမှာဆိုရင်လည်းဒီစက်ကြိုက်တပွဲကောင်းပေါ်ဒီနဲ့ကျွန်တော်လေးတင်မောင်းကက်လေးကိုအဲတည်တည်ချာချာလေးကိုရွေးထုတ်ပေးထားပါတယ်ဗျအဲပထမအဆုံးအနေနဲ့ကျွန်တော်ဒီစက်ကြိုက်တပွဲကောင်းပေါ်ဒီလေးကိုကျွန်တော်အရင်ဆုံးပြောပြပေးမယ်နော်အဲ့ဒီပွဲစဉ်လေးကတော့ဒီควอတာဘက်နဲ့ချက်စီတို့ရဲ့ပွဲစဉ်ပဲဖြစ်တယ်ဒီควอတာဘက်အသင်းကဒီအစားပိုင်းချန်ပရီးမီးယားလိမှာရှင်မြန်ကစားနေတဲ့အသင်းတင်ဖြစ်တယ်ဒီအဝေးခွင့်ပြတဲ့ချက်စီရဲ့တရားတော့အင်္ဂလန်ပရီးမီးယားလိမှာရှင်မြန်ကစားနေတဲ့အသင်းတင်ဖြစ်တယ်ဗျ ွန်းနော်ဒီ quarter back အတင်းကားဒီအစားပညာ premier league မှာ၉ပွဲရှင်မြန်ကစားထားပြီး၆ပွဲနိုင်၂ပွဲတည်းရေ၃ပွဲရှုံးဆိုတဲ့ကြားလည်းနဲ့ရမယ့်အမှတ်၂၀ရှိကအဆင့်၁နေရာမှာရပ်တည်နေတယ်အဆင့်၁နေရာကအတင်းနဲ့ရမယ့်တမတ်ကွာနဲ့တပွဲရော့အနေထားမှာရှင်မြန်ကစားနေတဲ့အတင်းတစ်တစ်ဖြစ်တယ်ဗျ quarter back ကဒီအစားပညာ premier league မှာဆိုရင်တော့အဆင့်၁နေရာမှာအဲတာထွက်ကောင်းနေပြီးတော့ အဲအများတန်းဥဆောင်နေတဲ့ဒင်းဖြစ်တယ်ဗျာနော်ဒီအဝေးခွင့်ပြတဲ့ချက်စီကတော့အင်္ဂလန်ပရီးမီးယားလိမှာသူက10ပွဲရှင်မြန်ကစားတာပြီးအဲ9ပွဲနိုင်9ပွဲသေး3ပွဲရှုံးဆိုတဲ့ရလနဲ့ရမ18မှာရရှိကအဆင့်9နေရာမှာရပ်တည်နေတဲ့အတင်းတင်းဖြစ်တယ်ဗျာဒီ quarter back အတင်းကသူရဲ့အစားပိုင်းပရီးမီးယားလိမှာသူကအဲ9ပွဲရှင်မြန်ကစားတာပြီးသူရဲ့တိုက်စစ်က mm 15ခုတိတိတွင်းထားတာကိုတွေ့ရတယ်သူတို့ရဲ့ခန့်စစ်ကဒီကိုးပွဲမှာဆိုရင်3ကိုးတာလင်းခန့်စစ်ကဂိုးပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်เนาะအင်ကွင်းအားတော်တော်ကောင်းပြီးတော့ခန့်စစ်အားတော်တော်ကောင်းတဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်ဗျဒီဝေကွင်းပြတဲ့ချက်စီတင်းကတော့ဒီအင်္ဂလန်ပရီးမီးယားလိနောက်ဆုံးရှင်မြန်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်လည်းသူကအဲ ီတော်ရီဟောင်းစပွားကိုအဝေးကွင်းမှာ1စီးဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့တယ်ဒီခါရာဘောင်းဖလားပွဲစဉ်မှာဆိုရင်လည်းသူကဒီဝူအတင်းကို2 3ဆိုတဲ့3 4ဆိုတဲ့ရလနဲ့အအနိုင်ရရှိခဲ့တယ်နောက်ပြီးဒီ UFA Champion League Round 3မှာဆိုရင်လည်းသူကဒီ Ajax အတင်းကို5-1ဆိုတဲ့ရလနဲ့နောက်ဆုံးရှင်ပြန်ခဲ့တဲ့3ပွဲစလုံးမှာဆိုရင်လည်းအနိုင်ရရှိထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျဒီ Chelsea အတင်းကဒီ UEFA Champions League ပွဲစဉ်မှာ၃ပွဲရှင်မြန်ကစားထားပြီး၂ပွဲနိုင်တပွဲရှုံးဆိုတဲ့ရလဒ်ကိုထပ်ပေါ်ထားတယ်။ဒီ Ancient Carabao အတင်းကလည်းဒီ UEFA Champions League ွဲစဉ်တွေမှာ၃ပွဲရှင်မှန်ကစားရပြီး၂ပွဲနိုင်တပွဲတည့်ရေဆိုတပွဲရှုံးဆိုရလက်နဲ့အဲရလက်ထွက်ပေါ်ထားတယ်ဗျနှစ်တင်းစလုံးကတော့ဒီရမက်တူညီနေတဲ့အတင်းတင်းဖြစ်တယ်ဗျအဲဒီ quarter back အတင်းကဒီ UEFA Champions League မှာဆိုရင်သူကဒီ VVGA ကို3-2နဲ့နိုင်တယ်ဒီ Copenhagen ကို2-0နဲ့နိုင်တယ်အတလက်ပြပါအိုတင်းတော့3 1ဆိုတဲ့ရလနဲ့ရှုံးနေထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျဒီ UEFA Champions League 3ပွဲမှာဆိုရင်3ပွဲရှင်မှန်ကစားရမှာသူတို့တိုက်စစ်က6 9 3 3ဂိုးတွင်ထားပြီးတော့သူတို့ရဲ့ခံစစ်က အဲငါးဂိုးတိတိဂိုးတွေပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်เนาะဒီအဝေခွေပြတ်တဲ့ချက်စီကတော့၃ဘွဲ့ရှင်မြန်ကစားထားရမှာသူကဒီ A jack ကို51နဲ့နိုင်တယ်ဒီ Vinvica ကို10နဲ့နိုင်တယ်နောက်ပြီးဒီ Bayern ကို31ဆိုတဲ့ရလနဲ့ရှုံးတယ်ဒီချက်စီကလည်း၃ဘွဲ့ရှင်မြန်ကစားထားရမှာသူတို့ရဲ့တိုက်စစ်က9ဂိုးတိဂိုးတွင်းထားပြီးတော့သူတို့ရဲ့ခံစစ်ကလည်း၄ဂိုးတိတိဂိုးတွေပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျနှစ်သင်းစလုံးကတော့ဒီ balance တူညီနေတဲ့အနေထားမှာကျွန်တော်တို့တွေ့မြင်ရတယ်ဒါပေမဲ့ဒီဒီ quarterback အတင်းကဒီ ချက်စီးနဲ့ချက်စီးအတင်းနဲ့နန်းရှင်လဲတဲ့အချိန်မှာတော့အတင်းအဖြစ်အနှဲငယ်အဲနှင်းကြတယ်အနှဲငယ်ဘယ်လိုပြောမလဲချက်စီးလောက်တော့ဒီသူတို့ကပို့ပြီးတော့မထင်ရှားဘောเนาะဒါပေမဲ့ဒီ quarter back အတင်းကလည်းဒီအစာပိုင်းကျန် Premier League မှာဆိုရင်သူကအဆင့်1ဘောเนาะဒီ England Premier League ကအဆင့်1ဖြစ်တဲ့ Arsenal တို့လို့ဒီ Spain La Liga ကအဆင့်1ဖြစ်တဲ့ Real Madrid တို့လို့ အလားတူပုံတံပဲသူကဒီအစာပိုင်ချန်ပရီးမီးယားလိမှာလည်းအဆင့်တင့်နေရာမှာရေပန်းအစားဆုံးနဲ့ပေါင်းဆုံးအတင်းတင်းဖြစ်တယ်ဗျ။အဒီလိုအတင်းတင်းကိုဒီချက်စီအတင်းကဒီနေ့ညမှာ level ချင်းတိတ်မကွာတဲ့အတင်းကိုဒီချက်စီအတင်းကဒီနေ့ညမှာတလုံးပြား80ရှုံးနဲ့ဂိုးပေါင်းစီ3လုံးပြား90ရှုံးဆိုတဲ့ခြေမျိုးဖွင့်လာတာကတော့ခြေနေနဲ့ပြင်းတယ်လို့ကျွန်တော်ကမြင်မိတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ဒီချက်စည်းအတင်းကဒီသူတို့ထိတ်တက်တွေ့ဆုံမှုရခင်သူတို့ထိတ်တက်တွေ့ဆုံမှုနှစ်ကြိမ်မှာဆိုရင်ဒီချက်စည်းအတင်းကဒီအိမ်ကွင်းမှာအဲ4စီးနဲ့နိုင်တယ်အဝေးကွင်းမှာ6စီးနဲ့နှစ်ကြော့စလုံးကိုသူက clean sheet အနေနဲ့ဂိုးများများသွင်းထားတာဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေ့ညမှာလည်းအဲ့ဒီလိုကြေမျိုးပြန်ပေးတယ်လို့ကျွန်တော်ကမြင်မိတယ်။ဒါပေမဲ့ဒီလက်ရှိခြေစွမ်းအရာဆိုရင်တော့ဒီအစာပိုင်ညာကသူ့ရဲ့အင်္ဂလသူ့ရဲ့ဒီဟိုဒီအစာပိုင်ညာအတင်းဖြစ်တဲ့ဒီ quarterback အတင်းကသူ့ရဲ့ ိမ်ခွင်းမှာဆိုရင်သူကနောက်ဆုံးရှင်မြန်ကလည်းငါးဘွဲမှာဆိုရင်ငါးဘွဲစလုံးကိုအနိုင်ရရှိထားတယ်အဲ့ဒီငါးဘွဲစလုံးမှာဆိုလည်းပေကူးကနှစ်ကိုးတာလည်းရှိထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျသူရဲ့အိမ်ခွင်းမှာတော်တော်လေးကိုခန့်စစ်ကချစ်လက်တဲ့အတင်းတင်းလို့ကျွန်တော်ကမြင်မိတယ်ဒီလိုအတင်းမျိုးကိုဒီချက်စီအတင်းကခြေပေးတာတော့ကျွန်တော်ကပြင်းလွန်းတယ်လို့ကျွန်တော်ကမြင်မိတယ်ဘာဖြစ်လို့လဲဆိုတော့ဒီချက်စီအတင်းကအရင်ကစားသမားတွေနဲ့ကစားမှာသူတို့ရဲ့အဓိကကစားသမားတွေကဒန်ရကစားဒန်ရကစားသမားတွေတော်တော်များနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုတော့ဒီအရင်ကစားသမားတွေတော်တော်များများနေတယ် ပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျနောက်ပြီးအဝေးကွင်းလည်းဖြစ်တယ်ဒီလိုအိမ်ကွင်းအားကောင်းတဲ့အတင်းတင်းကိုတွားရောက်ရှင်ပြန်ရမှာအတင်းဖြစ်နေတာဖြစ်တဲ့အကြောင်းမလို့ဒီနေ့ညကြီးကတော်တော်လေးကိုပြင်းတယ်လို့ကျွန်တော်ကမြင်မိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီနေ့ညမှာဆိုရင်တော့ဒီအိမ်ကွင်းအားအတော်ကောင်းတဲ့ဒီကွာတာဘက်အတင်းကိုပဲကျွန်တော်ကရွေးချယ်ပေးထားပါတယ်ဗျာနော်ဂိုးရလက်အနေနဲ့ကတော့ကျွန်တော်ကတော့ဒီ၃လုံးပြား20ရှုံးဆိုတဲ့ခြေမျိုးဖွင့်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ၃လုံးတွင်းရင်ပြား20ပဲရှုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဂိုးပေါင်းအပေါ်ကိုရွေးချယ်ပေးထားတယ်ဗျာ နော်အဲဒီနေ့ညမှာကျွန်တော်ရှင်းပြကစားတော့မယ်ဒီ quarter back နဲ့ chest zero ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဒီ ancient quarter back body နဲ့ goal ball အရဆိုရင်တော့ goal ball ကိုကျွန်တော်ယူချေပေးထားပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ဒီရွေးချယ်မှုပွဲစဉ်လေးကိုချိမဲ့တူအတွေးတူရဲ့အကြိုက်တူဆိုရင်တော့ဆော့ကစားလို့ရပါတယ်အသွေးမတွင်တော့ဘက်ကန်နိုင်ပါတယ်ဗျဟုတ်ကဲ့ဒီ ကျွန်တော်ရဲ့ဒီနေ့ညမှာလည်းကျွန်တော်ရဲ့ mount 12လေးတင်မောင်းကက်လေးကိုလိုချင်နေဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးကိုမှမှာကျွန်တော် Telegram channel link လေးရှိပါတယ်ကျွန်တော် Telegram channel link လေးကို join ပြီးတော့ကျွန်တော်ရဲ့ဒီလေးတင်မောင်းကက်လေးတွေရောဆက်ချက်တပွဲကောင်းလေးတွေရောအခမဲ့ရယူနိုင်ပါတယ်ဆိုတာကျွန်တော်တင်ကောင်းအနေနဲ့ပြောချင်းဖြစ်ပါတယ်ဗျနောက်ပြီးကျွန်တော်စီမှာ account လာရောက်ဖွင့်တဲ့လူ account ဖွင့်ပြီးစော့ကစားလို့ရပါတယ်ဘောလုံးဘောနဲ့ပတ်သက်ပြီး account ဖွင့်စော့ကစားလို့ရပါတယ်ကျွန်တော်စီမှာ account ဖွင့်စော့ကစားတဲ့ ချစ်မိတ်ဆွေတွေအားလုံးကိုကျွန်တော်ကဂျေစုတုတ်ပြန်တဲ့အနေနဲ့ကျွန်တော်ရဲ့ဒီနေ့စဉ်နေတိုင်းဘူယံပြီးတပွဲကောင်းရွေးရှင်ပေးနေချာဖြစ်တဲ့ဘူယံပြီး group လေးကိုအခမဲ့အနေနဲ့ကျွန်တော်တနစ်စာလုံးလက်တွဲခွင့်ပေးတော့မှာဖြစ်တယ်ဗျကျွန်တော်စီမှာအကောင့်ဖွင့်စော့ကစားတဲ့လူတိုင်းကိုကျွန်တော်ရဲ့ဘူယံပြီး member အနေနဲ့ကျွန်တော်ကတနစ်စာလုံးအခမဲ့နေ့စဉ်နေတိုင်းပွဲလေးတွေကို စိတ်ကြိုက်တပွဲကောင်းပွဲစဉ်လေးတွေကိုရွေးချယ်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်စီမှာလာရောက်အကောက်ဖွင့်ဆော့ကစားလို့ရပါတယ်။ငွေကြီးမှာကျွန်တော်ကိုယ်တိုင်အာမခန္ဓာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်နဲ့ယုံကြည်စွာလက်တွဲဆော့ကစားလို့ရပါတယ်ဗျ။ဟုတ်ကဲ့ရလက်ကောင်းတွေရရှိကြပါစေလို့ကျွန်တော်ဆုမကောင်းထောင်းပေးလိုက်ပါတယ်။